်မင်္ဂလာပါခင်ဗျာ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ် မင်းကုန်းဒေတာချင်းဆိုင်တက်ပွဲများအတွင်စစ်သား9ဦးခန့်သေဆုံးကတမတ်တုံးဒုတမတ်မှုဘုံမှုကြီးဖုန်းကိုတင်းဆဲရရှိပြီးလူမှုရေးဖောက်ပြန်မှုအချက်အလက်များရရှိထားဆိုတဲ့သတင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။မင်းကုန်းဒေတာချင်းဆိုင်တက်ပွဲများအတွင်စစ်ကောင်စီဘက်မှ9ဦးခန့်သေဆုံးကတမတ်တုံးဒုတမတ်မှုဘုံမှုကြီးဇင်မျိုးဦးအပါအဝင်အများပြားဒဏ်ရာရရှိကြောင်းယူနီကုန်းပြောက်ကြားတက်ပွဲမှမတ်လ24ရက်နေ့တွင်သတင်းထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်ဘုံမှုကြီးဇင်မျိုးဦးဤဖုန်းကိုတင်းဆဲရမည်ပြီး၎င်း တက်အတွင်းမှာအခြားအရာတို့အဆင့်ရှိသူတို့ဦးကြီးចောင်းနေအရွယ်မိန်းကလေးတို့ဦးနဲ့လူမှုရေးဖောက်ပြန်မှုအချက်အလက်များလဲအတိအကျရရှိထားတာအခြားအရေးကြီးအချက်အလက်များလဲရရှိထားတာကြောင့်လုံခြုံရေးအခြေအနေရထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ဖော်ပြထားပါတယ်။မိန်းကုန်းဒေတာတိုက်ပွဲပေါ်ဆောင်မှုများကိုယူနီကွန်းပြောက်ကြားတက်ဖွဲ့နဲ့အတူ Trilly Kali Attacking and Protection ASIC LPDF Walla Sky PDF Mengon PDF Torrent to be People Servants Force Phones SGG, Royal Falcon Gorilla Force, Indale လက်နက်ကြီးတပ်ဖွဲ့ Golden Triangle တို့ပူးပေါင်း၍ခုခံတိုက်ခိုက်နေဆဲဖြစ်ပြီးပူးပေါင်းမဟာမိတ်အဖွဲ့များမှလေးဦးမစိုးရင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အနောက်မြောက်တိုင်းစစ်ထာတာချုပ်ကိုတိုက်ခိုက်မှုအတွင်အရာရှိတဦးအပါဝင်ကိုဦးတေဆုံးဟုဆိုဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။မိုးရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ထာတာချုပ်ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်မှအရာရှိအဆင့်တဦးပါဝင် ကုန်းခံသိမ်းဆုံးခဲ့တယ်လို့ Brave Warriors for Myanmar BWM ကနောက်ဆက်တွဲထုတ်ပြန်ထားတယ်။မတ်လ23ရက်နေ့ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်ယုံနဲ့ MI17 ရဟတ်ရင်ရန်နာကွင်းတို့ကိုတရားခုံမှမှ short tight တော့၃လုံးဖြစ်ပြစ်ခတ်တိုက်ခတ်ခဲ့တာပါ။တိုက်ခတ်မှုအတွင်အုတ်ချုပ်မှုယုံမီးလောင်ခဲ့ပြီးအရာရှိတပ်ဦးနဲ့တက်ကြွကြီးစည်ရဲများအပါအဝင်အခြားအစစ်စစ်တီ6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့စစ်ဦးတပ်ဦးသိမ်းဆုံးခဲ့တယ်လို့ဆိုပါတယ်။ ထို့ပြင်ရဟတ်ရင်ရနာထားတဲ့ကိုတော်မီးလောင်ခဲ့ပြီးလုံကြုံရေးရှင်ရဲ့အဖြစ်ဆောင်နေတဲ့တက်နယ်အသီးသီးကအရာရှိစစ်တီအရန်စစ်ကြောင်းတက်မှအရာရှိတဦးနဲ့အခြားအစ်စ်6ဦးသေဆုံးခဲ့ပါ12ဦးဒဏ်ရာရှိခဲ့တယ်လို့သိရကြောင်းဖော်ပြထားပါတယ်အလားတူအမှတ်8စက်တော်ရဲ့အလို့ရုံအတွက်ကကြီးကြပ်ကက်တဲ့ပစ္စည်းများလဲမီးလောင်သွားခဲ့တယ်လို့ MI17 စစ်ရဟရဲ့တစည်းလဲထိခိုက်မှုရှိနိုင်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM Freedom Revolution Force FRF Yangjiao Budalin Shadow Mongyaw Democratic Rangers အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဓဝေမောင်မေရှောင်းကျေးရွာရှင်ဓဝေဖရာအဝေမောဝတွင်ခရီးသွားပြည်သူများထံမှစက်ကြီးကောက်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဝေရောက်တက်ခတ်ရာစစ်သား2ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မတ်လ22ရက်နေ့လယ်3နာရီဝန်းကျင်ခန့်တွင်ဓဝေမြို့နယ်မောင်မေရှောင်းကျေးရွာရှင်ဓဝေဖရာအဝေမောဝတွင်ယာယီတက်ဆွဲနေထိုင်ကခရီးသွားပြည်သူများထံမှစက်ကြီးကောက်နေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအားဝေရောက်တက်ခတ်ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးကြောင်း ဒူရကစစ်ကြောင်းမှသတင်းထုတ်ပြန်ပါတယ်တော်လရေးတပ်ဖွဲ့များအထိခတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့်ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YP PDF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာတော်လရေးတပ်ဖွဲ့ကလည်းရန်ပုံငွေများနဲ့လက်နက်ရှူကာထွက်ပြေးပြီးပြူစောထိလုံနေသူတို့ဦးတနက်တရံများနဲ့တေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် စကိုင်းတိုင်းကလေးမြို့မှာတော်လေးတက်ကနေလက်နက်နဲ့ထွက်ပြေးခဲ့ပြီးစစ်ကောင်စီလက်အောက်ခံပြူစောတိအဖြစ်လုကန်နေတဲ့ဇင်ကိုဦးခေါ်ကြော်ကြီးကိုမတ်လ22ရက်နေ့ည7:00နာရီဝန်းကျင်မှာကလေးမြို့မင်္ဂလာဥယျာဉ်ဖုံးကြီးကျောင်းဝင်းအတွင်ဝမ်းပိုက်မှာတနက်တရာတွေနဲ့တေဆုံးလျက်တွေ့ရှိခဲ့ကြောင်းဒေတာသတင်းများအရသိရပါဗဇက်ကနေကိုကုတ်ကိုပြတ်သက်တာမဟုတ်ပဲ ဘိုင်းမှာတနက်တရနှစ်ချက်နဲ့တိတ်ဆုံးခဲ့ပြီးအခင်းဖြစ်ဖြစ်ချင်းတက်ကဖုံးကြီးကြောင်းတဲ့ကိုဘသူမှပေးမဝင်ပဲအလောင်းကိုမိသားစုထံမပေးသလိုညာရင်းချင်းကလင်းမြို့ပြင်တင်းကြိုက်မှာစစ်တက်ကတကြိုခဲ့တယ်လို့သိရပါဗျ။အချို့သတင်းများအရပြူစောတီဝင်နေတက်ဆွဲထားတဲ့မင်္ဂလာဥယျာဉ်ဖုံးကြီးကြောင်းဝိုင်းမှာပြူစောတီတက်ဖွဲ့ဝင်တို့ရဲ့လှုပ်ချန်တာကိုခံခဲ့ရတာဖြစ်တယ်လို့ဆိုကြပါဗျ။ အသက်20ကျော်ခန့်ရှိပြီဖြစ်တဲ့ကျော်ကြီးခေါ်ဇင်ကိုဦးဟာ2023ခုနှစ်တွင်ပြည်သူ့ကာကွယ်ရေးတပ်ကလေးရဲ့တော်လန်ရေးရံပုံငွေအပြင်တနက်တလက်နဲ့အတူစစ်ကောင်စီထံဗတ်ပြောင်းခုလုံပြီးပြူစောတိအဖွဲ့ဝင်အဖြစ်ဆက်လက်ရပ်တည်ခဲ့သူဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ်ပကံညာဦးလမ်းပိုင်းတနေရာမှာရှောက်တခင်စစ်စင်းနေရင်ပြူစောတင်းတို့ဦးကိုဖမ်းဆီးရမည်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်မန္တလေးတိုင်းပကံညာဦးလမ်းပိုင်းတနေရာမှာမဟာမိတ်တော်လှန်ရေးတပ်များကရှောက်တခင်စစ်စင်းမှုပြုလုပ်နေစဉ်ပြူစောတင်းတို့ဦးကိုတတ်တည်နေတကွာဖမ်းဆီးရမည်ခဲ့တယ်လို့ပကံဘတ်ချူ PDF ကထုတ်ပြန်ထားပါတယ်မက်စလာ23ရက်နေ့မနက်7:00နာရီခန့်ကပကံဘတ်ချူ PDF နဲ့မဟာမိတ်တပ်များရှောက်တခင်စစ်စင်းနေစဉ်မှာထန်းတပင်ရွာပြူစောတီဇော်မြင့်နဲ့ စုပုတ်ကုံရွာနေပြူစောတီအောင်စိုးဝင်းတို့ကိုတတ်တေဆာရွက်ဆာတဲ့များနဲ့ဖမ်းဆီးရမိခဲ့တာပါအဆိုပါပြူစောတီနှစ်ဦးကိုစစ်ဆေးခဲ့ရမှာ၎င်းတို့နှစ်ဦးဟာကြော်မျိုးလင်းဆိုသူနဲ့ကပ္ပစနှစ်တက်တမကြီး၅တောင်းကိုပခုတ်ကူတက်မတက်တုံညာတက်တက်ကိုပို့ဆောင်ပေးခဲ့တယ်လို့ထွက်ဆိုကြောင်းသိရပါတယ်၎င်းပြူစောတီနှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားဖို့ပြုလုပ်နေစမှာပြန်လည်ခုခံပြီးထွက်ပြေးခဲ့တာကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့ရပြီးတေဆုံသွားခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ မိုးပြဲတိုက်ပွဲအတွင်းနေပြည်တော် PDF မှဒုတက်ခွဲမှုတအူကြဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရှမ်းပြည်တောင်ပိုင်းတောင်ကြီးခရိုင်မိုးပြဲမြို့တိုက်ပွဲအတွင်းနေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် ရှစ်၃ညငါတက်ရင်ထနောင်းစစ်ကြောင်တက်ခွဲတက်မှာဒုတက်ခွဲမှုတူကြဆုံးခဲ့တယ်လို့သိရပါဗျ။မတ်လ၂၂ရက်နေ့ကမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီကိုတိုက်ခိုက်ရင်နေပြည်တော် PDF မှာဒုတက်ခွဲမှုရဲဘော်ငတ်တေဟာမြင့်မြတ်စွာကြဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ရဲဘော်ငတ်တေဟာအမတ်၈၃ညငါတက်ရင်အပတ်စဉ်နှစ်အခြေခံစစ်တပ်နဲ့ပြည်မြောက်ပြီးနောက်နှစ်နှစ်ခွဲကျော်ကြာရတာဝန်များကိုရွတ်ရွတ်ချွတ်ချွတ်ထမ်းရွက်ခဲ့တဲ့စံပြရဲဘော်ကောင်တူဖြစ်ခဲ့ပြီးရဲဘော်ငတ်တေကိုယောင်ထိုးပြောင်စွာကြဆုံးသွားတဲ့အတွက် ကြံ့ရင့်သူမိသားစုနဲ့အတူဝမ်းနဲ့ဥညွတ်ဂုဏ်ယူပါကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာအုတ်တွင်းမျိုးနယ်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရများကြောင့်အရသာတဦးသေဆုံးခဲ့ပြီးခုနှစ်ဦးနဲ့အထက်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ပဲခူးတိုင်းတောင်ငူခရိုင်အုတ်တွင်းမျိုးနယ်အတွင်းကကျေးရွာတေရွာမှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရများကြောင့်အရသာတဦးသေဆုံးခဲ့ပြီးခုနှစ်ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ငူခရဲအမတ်နှစ်တက်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။မက်လာ22ရက်နဲ့23ရက်နေ့တို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလက်နက်ကြီး drone နဲ့မီးလောင်ပုံးများဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူများထိခိုက်ဒေဆုံးခဲ့တယ်လို့နေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခတ်မှုများအတွင်အရက်သားပြည်သူတအူးဒေဆုံးခဲ့ပြီး9ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်9လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ အမှတ်3ဝန်တင်တက်ရဲမှတရင်မူဒုဗိုလ်မူကြီးမြင့်ထွေးကတပ်သားများကိုစစ်စင်ရေးစည်းရင်းနဲ့လက်ခံများမပေးဘဲဗမော်တိုက်ပွဲတွင်စစ်တိုက်ခန်းချောင်းအလင်းဝင်လာသောစစ်သား2ဦးပြောဆိုဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။အမှတ်3ဝန်တင်တက်ရဲမှတရင်မူဒုတိယဗိုလ်မူကြီးမြင့်ထွေးကတပ်သားများကိုစစ်စင်ရေးစည်းရင်းနဲ့လက်ခံများမပေးဘဲဗမော်တိုက်ပွဲတွင်စစ်တိုက်ခန်းချောင်း ဗမော်တိုက်ပွဲအတွင်းအလင်းဝင်လာတဲ့အမှတ်၃ဝန်တင်တက်ရဲမှတက်ကြက်စော်မင်းနိုင်တက်ကြက်အောင်အောင်နဲ့တက်ကြက်တန်းစော်တို့ဤပြောဆိုချက်များကိုမတ်လ24ရက်နေ့တွင်ဗမာတက်တော်ကရုတ်တန်နေတကွသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်မှရှေ့တန်းထွက်တဲ့တပ်သားများကိုစစ်စီရေးနေတွက်စရိတ်အဖြစ်တရက်ကို1200ကျပ်ပေးပြီးရှေ့တန်းစခန်းများတွင်နေထိုင်စဉ်ငွေကျပ်တသိန်း2000ပေးတော်လဲတရဲမှုများကကြားဖြတ်ယူဆောင်ထားတယ်လို့ပြောဆိုထားပါတယ်။တရဲမှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကိုရှေ့တန်းရောက်နေသောတပ်သားများကမြင်ဘူးချင်း င်းမရှိကြောင်းတက်ခွဲမှုဘုံမှုထိန်လင်းဦးသည်လဲကိုကျိုးရှာအတ္တသမားဖြစ်ကြောင်းအောက်ခြေစစ်သည်များကိုအထက်ကထောက်ပံ့သည်များကိုလည်းလာရောက်ပေးဆောင်ခြင်းမရှိပဲကိုကျိုးအထွက်သာအသုံးပြုကြောင်းထုတ်ပေါ်ထားပါတယ်ခင်ဗျာမိုးပြေခမရ9038တက်မှတက်သားတူလက်နက်နဲ့တကွာအလင်းဝင်လာဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် ရှမ်းပြည်တောင်ပိုင်းတောင်ကြီးခရိုင်မိုးပြည့်အခြေဆိုင်ခမတ်ရ9တုံညာရှိတရင်မှာစစ်ကောင်စီတပ်သားတို့ဦးလက်နက်နဲ့တကွာအလင်းဝင်လာတယ်လို့အမှတ်1တုံညာတုံညာ1တရင်မိုးပြည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မတ်လ23ရက်နေ့မှာတိုက်ပွဲပြင်းထန်နေတဲ့မိုးပြည့်တိုက်ပွဲတွင်အထမဆုဆောင်ခံထားရတဲ့စစ်မှုထမ်းတင်နန်းစင်စစ်ကောင်စီတပ်သားတို့ဦးဟာ MA1 တနက်တလက်ကြီပေါက်9ခု အင်းနာကဘုံတိသုံးလုံးလက်ဖြစ်ဘုံသုံးလုံးနဲ့ကြီးစံတချို့ယူဆောင်လာခဲ့ပြီးမိုးပြဲပြည်သူကာကွယ်ရေးတပ်လင်းယုံတက်ခွဲထံကိုအလင်းဝင်လာတယ်လို့ဆိုပါတယ် မိုးပြဲတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကအကြအဆုံများပြားလျက်ရှိတယ်လို့အဆိုပါအလင်းဝင်တပ်သားကပြောပါတယ်။လက်နက်တွေကအလင်းဝင်လာတဲ့တပ်သားကိုစုချင်းဝင်များပေးအပ်ခဲ့ကဘေကင်းလုံချုံနဲ့ထိန်းသိမ်းရေးဌာနကိုလွှဲပြောင်းပေးဖို့အစီအစဉ်နေတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လို့တဲ့စစ်ကောင်စီတပ်သားများကိုအစစ်အမဲကြိုဆိုလျက်ရှိပြီးတိုက်ပွဲပြင်းထန်နေတဲ့မိုးပြဲဒေသတွေစည်ရဲလိုအပ်ချက်များစွာရှိနေတာကြောင့်တော်လန်ပြည်သူများအနေဖြင့်တက်နိုင်သမျှထောက်ပို့ကူညီပေးကြဖို့အမှတ်1 3 3 1တိုက်ရင်မိုးပြဲပြည်သူက က်ကွေးတက်ကအခုအညီတောင်းခံထားပါတယ်။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းထောက်မစ်စ်သွင်းတဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါတယ်။ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ။